ဒါပေမဲ့ရခိုင်မှာတော့မြန်မာစစ်တပ်ကအတန်တော်မထပ်ဘူးဖြစ်နေတယ်။ကိုကျော်သမင်းနိုင်လည်းကျွန်တော်ပြောပါရဲကိုဆောင်ကားရတဲ့နည်းနည်းပါးပါးတော့ရိုက်ရမှာတော့ပဲ။ဟောရိုက်ပေါ့။အဲ့ကဲတင်းနှဲလေးရောက်ရောက်ဝလို့ဘွားကြီးဆွဲပြီးဆင်းလာတာကဆရာကြီးရဲ့။ဒါပေမဲ့ရခိုင်မှာတော့မြန်မာစစ်တပ်ကအတန်တော်မထပ်ဘူးဖြစ်နေတယ်။အဲ့ဒီအကြောင်းနည်းနည်းရှင်းပါအောင်။သူအဲ့လိုမျိုးအတန်ထွက်လောက်အောင်အနေထားမရှိလို့ပေါ့ဗျာ။ဆိုတော့အဖြစ်လို့ အခုတိုက်ပွဲတွေကတကယ်သွေးထွက်တယ်ယူများပါတယ်စစ်ပွဲဆိုတော့ကျွန်တော်တို့လည်း power ranger လည်းမဟုတ်ပါဘူးကျွန်တော်တို့ဘက်ကလည်းနာတာရှိတာပဲဒါပေမဲ့ तू ကပုံနာတာပေါ့ तू ကပုံနာတာပေါ့အာကျွန်တော်တို့ကလည်းတချို့ကိစ္စတွေကိုတင်းထုတ်ပြန်တယ်ဆိုရင်အိန္ဒိယရရဟိုဓာတ်ပုံလေးနဲ့အောင်ပွဲအနေနဲ့ထုတ်ပေးတယ်သူတို့တည်တာကိုလည်းကျွန်တော်တစ်ဖက်ကပြောရင်ဗျာရန်သူတည်တော့နိုင်တယ်လို့ပြောလို့ရတယ်သို့တော့အမှန်တကယ်စဉ်းစားကြည့်ရင်ပြည်တွင်းစစ်ဗျာအဲ့ဒါက သူတီဟာလေကျွန်တော်တို့နိုင်ငံသားတွေတည်နေတာပဲဆိုတော့အဲ့လောက်ထိတာတုခေါ်ပြီးမှဟိုပြောမဆုံးဖြစ်တဲ့ဟာထက်ငါတို့တိုက်နေတဲ့တိုက်ပွဲကတကယ်ပြောမယ်ဆိုရင်ဒီတိုက်ပွဲကြီးကနောက်ထပ်ဘယ်နှနှစ်ဖြစ်မလဲလူဘလောက်တည်သွားမလဲဆိုနိုင်ငံမှာလူဘလောက်ကြံခဲ့မလဲပေါ့နိုင်ငံပြန်တည်ဆောက်ရေးတွေကဘယ်လိုဘယ်လိုလုပ်မလဲဆိုတဲ့စဉ်းစားချက်တွေကိုဒါတကယ်လုပ်လုပ်ရမယ့်အလုပ်တော့အဲ့ဒါကကျွန်တော်တို့ကနိုင်အောင်တိုက်ရမယ်ဆိုတာကတော့တပိုင်းပဲဆိုတော့ပုံတွေတချို့မထုတ်ပေးထားတာလည်းရှိတယ် သူတို့ကကျွန်တော်တို့ကိုဒါမျိုးဟိုသူ့ရဲ့စိတ်ဓာတ်စစ်ဆင်ရေးအတွက်သူကထုတ်လာခဲ့ရင်ကျွန်တော်တို့ထုတ်လိုက်ရင်သူတော့ပိုအချက်ကွဲအောင်မယ်ဒါလည်းအရင်လည်းဖြစ်မှုပါလေအဲသဘောကဘုံတော့ဒါတစ်ချက်နောက်တစ်ခုကအာကျွန်တော်တို့ရဲ့အနေဟွာပေါ့သူ့ရဲ့ပါဝါထိုင်ပေါ့နော်စစ်စစ်တပ်ပေါ့တိုက်ပုံတိုက်နေရှိမယ်နေပြူကအပိုင်းနေပြီးမှအာဒီဒီအခြေခံတွေပေါ်မူတည်ပြီးမှသူတိတ်ပြီးမှအခြေအနေမပေးသေးတာပါဟာသူကတော့အနိုင်ပြကျင်တာမှာအခုတည်းမပြနိုင်သေးဘူး ဆိုတော့အဲ့ဒီရခိုင်စင်းမြေနာပါပဲလုပ်ငန်းနဲ့နှစ်နှစ်အတွင်းမှာဖန်းစီမိခဲ့တဲ့စစ်တုံးမှန်တွေအများကြီးရှိပါတယ်မိသားစုဝင်တွေလည်းရှိတယ်အဲ့ထက်မှာတက်မမှုတွေဖြူအောင်မှုတွေဗိုလ်ချုပ်အဆင့်ရှိတဲ့သူတွေလည်းပါဝင်တာရှိပါတယ်အဲ့ဒီ prisoner war ပေါ့နော်ထားတဲ့ကိစ္စတွေသူတို့တွေအစိတ်တဲ့အခြေအနေတွေသူတို့ရဲ့အနေထားနဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်ဘာတွေလေ့လာထားတာရှိလဲဘာတွေသိထားတာရှိလဲအာအဲ့ဒါတော့ တိတ်ပြီးမှကြီးကြီးမားမားပြောကြရတော့မရှိပါဘူးသူတို့ကျွန်တော်တို့ကကြမ်းမာရေးစောင့်ရှောက်မှုပေးထားတယ်အဲအပြီးမှအာတတ်နိုင်သမျှပေါ့ကျွန်တော်တို့မှရှိတဲ့ဟာနဲ့ပဲလုံခြုံအောင်ထားထားတယ်ဒီဖန်စီထားတဲ့ဒီစစ်သုံးပန်းတွေလက်နဲ့ချတယ်ဆိုတာလေသူကမလွဲတာလို့အတက်မသေးအောင်လက်မြောက်တဲ့သဘောပါပဲအဲတချို့ကြတော့တကယ်ဟိုပါပေါ့ဒီစကားမတွေရဲ့စိတ်ဓာတ်နဲ့လုံရက်တွေပြည်သူတွေတက်ဖြတ်တာတွေမလိုလားလို့ အာဒါကျွန်တော်တို့ ਨੇ ပူပေါင်းတော့တာဒါမှမဟုတ်ပြည်သူစီကိုပူပေါင်းဖို့အတွက်ကျွန်တော်တို့တင်ပြပြီးမှကျွန်တော်တို့ပြည်သူရဲ့တော်လှန်ရေးဖက်ကိုလှက်ပေးလိုက်တာတွေရှိပါတယ်။အဲတချို့ကြပြန်တော့လည်းဒါကြီးဆန်းကုံတော့လို့ထမင်းငတ်လို့လုံးဝမလှုပ်နိုင်လို့အဲ့ဒီလူတွေကြတော့လည်းကျွန်တော်တို့လုံခြုံရေးရတော်တော်လေးတတိထားပြီးကြိုင်တွေရတဲ့သဘောရှိတယ်။တချို့ဘူချုပ်တွေဆိုရင်အများစုပါပဲဒီဖက်မှာကျွန်တော်တို့ဖန်ဆီးထားတဲ့ဘူချုပ်တွေဆိုရင်လုံးဝသူကကြီးဆန်းကုံတော့လို့သူကအဲ့ဒီအချိန်မှာ105မီလီမီတာဟောက်ဝေစာတွေကိုဘုံခွဲပြီးမှ ဒါမှမဟုတ်ရင်ပြန်ခဲ့တဲ့ကြက်ငွေတွေကိုအကုန်လုံးမီးရှို့ပြီးမှအာဒီပြာကြအောင်ချတော့တဲ့လူတွေပါပဲအဲဆိုတော့အများစုပေါ့လေနော်အများစုနောက်ပြီးတော့အဲ့ဒီပိုချုပ်တွေကူရန်ကိုကပဲဒီ civilian တွေရောအရက်သားပြည်သူတွေကိုတတ်ဖို့အကြီးအကျယ်ဘုံကျဲဖို့အမေပေးခဲ့တဲ့သူတွေမဟုတ်ဘူးလားပါတယ်ပါတယ်ဒီမောင်တော်မှာဖမ်းမိတဲ့တူရင်ထွန်းလား သူဆိုရင်တကယ်ကိုသူ့ရဲ့တပည့်တွေကိုရရဆက်ဆက်နဲ့အမိန့်ပေးပြီးမှမင့်တာမလုပ်ရင်တေတံကြမယ်ငါကိုယ်တိုင်တတ်မယ်ဆိုပြီးမှခိုင်းစေတဲ့လူထဲမှာပါတယ်ဒါမျိုးပုံကိုယ်တွေကြတော့ကျွန်တော်တို့ကဟိုဟိုကြားတွေကိုထိမ့်သိမ့်တယ်လို့မျိုးထိမ့်သိမ့်ရတာပေါ့ဗျာနော်အဲ့ဒီကြား channel အတွက်ရင်ကိုယ်ကိုကြိုက်မယ်လေသူတော့မဘူးတို့ဆုမနဲ့လည်းကျွန်တော်ပြောပါတယ်ကိုဆောင်ကားတဲ့နည်းနည်းပါးတော့ရိုက်ရမှာတော့ဗျာဟောရိုက်ပေါ့ တကယ်တင်းနှဲလေးရောက်ရောက်ဝလို့ဘာကြီးဆွဲပြီးရှင်းလာတာကဆရာကြီးရယ်ဆိုတော့ဟိုပါပေါ့ကျွန်တော် KNU လေးရောက်တဲ့အချိန်မှာကျွန်တော်တို့ကဒီဟိုကဲနန်လေးရဲ့သူစီဦးကြီးတို့ပေါ့နော်အခုဘောကျော်ရဲ့နဲ့လည်းတွေ့တယ်တွေ့တဲ့အခါမှာသူ့ကိုချင်းကပ်ပြီးတော့ကျွန်တော်လုပ်ချင်တဲ့ပုံစံကိုပြောပြပေါ့ဆိုတော့သူကလည်းအဲကုညီလို့ရတဲ့ခါကြီးကုညီပါမယ်ပေါ့အဲအဲ့ဒါမျိုးနဲ့စပြီးတော့ကျွန်တော်ကချိန်ဆက်ခဲ့အောင်ပြီးတော့နောက်တစ်ခါဒီဒီရခိုင်တက်တော်ပေါ့နော်ဟိုဒီအာရခတက်တော်အာရခတက်တော်ရဲ့ အဲတပ်မှုချုပ်ပေါ့နော်ကိုတို့ထုံးမနိုင်တဲ့အဲအဆက်တွေရတယ်အဲသူကလည်းခုပေးနေပေါ့ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်တို့ကပြန်မရောက်ညာလဲလို့ပြောကျွန်တော်တပ်မှ၅ရဲမှာရောက်နေတာဆိုတော့ဒါကဆိုရင်တော့ဒီတပ်မှ၅ရဲမှာပဲကျွန်တော်တို့ထိဆက်ကြမယ်ဆိုပြီးတော့အဲ့မှာဒီဘလူးခရီးနယ်လေးနဲ့အေနဲ့လည်းအဆက်တွေလုတ်ဖြစ်ကြတယ်ထင်ပါတယ်အဲ့လိုဆက်တွေလုတ်ဖြစ်ကြပြီးတော့ okay ကိုဆောင်ခါတို့တို့နှစ်ခွေပေါင်းပြီးတော့ဘယ်ပိုင်းနေဘလူးကူကြမယ်ဆိုတော့လည်းသူတို့ချင်းချင်းလည်းအပြောတယ်လို့ကျွန်တော်ယူဆပါတယ်ဆိုတော့အဲ့ဒါမျိုးကနေမှလို့ရှိရင်နောက်ဆုံးပဲကျွန်တော်တို့ PPL လေးကဒီ ရေရဲ့ဒီစစ်တန်းနဲ့ယူမယ်ဆိုတာဖြစ်သွားတာပေါ့နော်အဲတို့နှစ်ယောက်ကတော့အဲဘယ်သူတန်းနဲ့ယူမလဲကော့ဘူတော့ယူရမှာပေါ့အဲအဲ့ဒါမျိုးနေပါပြီးတော့ကျွန်တော်စဉ်းစားတာကအာရခိုင်တက်တော်အရခတက်တော်ဒီဒီဆယ်စုနှစ်အခုအတန်းမှာဒီထိတ်ထိတ်တန်းအီအောက်တခုဖြစ်လာခဲ့တယ်ပေါ့နော်တော်တော်တိုက်ခိုက်လဲကောင်းတယ်အဲစနစ်ကြရဲစသဖြင့်ဒါမျိုးကြီးကောင်းတဲ့အခါမှာကျွန်တော်တို့ကလည်းဒီအချိန်တိုသွင်းမှအောင်မြင်တဲ့တက်ခုဖြစ်ရတယ် တကယ်ဒီလူမျိုးဟိုကျွန်တော်ပြောလို့ရခိုင်တက်တော်လို့ပြောတဲ့အခါမှာဒီရခိုင်ပြည်သူလူထုရဲ့အဲဒီ population ပေါ့နော်လူဦးရေနဲ့ကျွန်တော်တို့ဗမာအုပ်စုရဲ့ population အများကြီးกว่าပါတယ်ကျွန်တော်တို့ကစနေတိကျလုံးတယ်လုံးနိုင်တယ်ဆိုရင်ဒီထက်ပိုပြီးတော့အားကောင်းတာလည်းဖြစ်သွားနိုင်တယ်အဲတော့ဖြစ်နိုင်ချေရှိတယ်ပေါ့နော်ပြောပြနေတာလေဆိုတော့ကျွန်တော်တို့ကဒီလိုပုံစံနဲ့တွားရင်တော့ပိုတင့်တော်မယ်ပေါ့အဲတော့နောက်တစ်ခုကကျတော့တို့တီထောင်ထားရလဲမကြရသေးတဲ့အတွက်ဒီအဲ ျွန်တော်တို့ဒီစပြီးကြီးချောင်းကြားတဲ့တက်တွေပေါ်မှာလည်းပို့ပြီးတော့နားလည်မှုပေးနိုင်မယ်လို့လည်းယူဆခဲ့တာလည်းရှိတာပေါ့လေဒါအဲ့ဒါမျိုးနဲ့ပဲ AU ဒီရွေးချယ်ခဲ့တာပေါ့နောက်ဆုံးအဓိကအကြောင်းပြချက်ကတော့ရခိုင်ရဲ့ပမာဏနဲ့နည်းဘာလို့စကားတိတ်မဝေးဘူးဗျတိတ်မဝေးဘူးအဲနားလည်လွယ်လွယ်လို့ရတယ်နော်ဟိုနားမလည်တဲ့ဘိုင်းကြီးရှိရတဲ့အဲဒါမဲ့ communicate လုပ်လို့ရတယ်အဲကျွန်တော်တို့ကရင်မာကြကရင်ဘာသာစကားကျွန်တော်တို့လည်းမကျန်ဘူးအဲဒီဘက်မှာရှိတယ်တမဟာငါးထဲမှာရှိတယ်ဒီတင်တန်းပြနိုင်တဲ့ဆရာကြီး အဲကျန်းနေလေးစစ်သားတွေကလည်းပမာတကားလုံးကမပြောမပြောတတ်ကြဘူးပေါ့နော်အဲတော့ဒါဆိုရင်တော့ကျွန်တော်တို့ကတကယ်တင်တန်းတစ်ခုကိုရဖို့ဆိုတော့ AC ရပဲယူလိုက်တာပိုတက်တော့ပါတယ်ဆိုရင်လည်း AC ရပဲကျွန်တော်ယူပြစ်သွားတာပေါ့လေဒါပေမဲ့ယူပြစ်သွားတဲ့အချိန်မှာပဲတင်တန်းကိုကျွန်တော်တို့ကစပြီးလုပ်တယ်အဲတော့ဟိုတင်တန်းမစခင်ကတော့ကျွန်တော်တို့ကဒီစကားပြောကြတော့မဘူးဒုထမန်နဲ့လည်းကျွန်တော်ပြောပါတယ်ကိုဆောင်ကားရတဲ့နည်းနည်းပါးပါးတော့ရိုက်ရမှာတော့လေဟောရိုက်ပေါ့ ရိုက်ပေါ်ဆိုအေးပေါ်ရိုက်ရမှာဆိုလည်းရိုက်ပေါ်ဟိုအဲ့လိုပဲပြောရတာပေါ့လေဆိုတော့ကျွန်တော်လည်းကျွန်တော်နဲ့ပါလာတဲ့ဒီကောင်းဆောင်တွေပေါ့ဗျာဟိုအပတ်ရှင်တစ်ဆိုတာကတော့ leadership role မှာရှိကြတာဟိုအဲ့တော့လည်းဒီ level တီးတီးရဲ့ကောင်းဆောင်တွေပါကိုတော့အတို့ကျွန်တော်ပြောရတာပေါ့လေအဲ့နည်းရိုက်မယ်လို့ပြောတယ်အဲ့တို့ကလည်းနည်းရိုက်ရိုက်ရိုက်လို့ရပါရိုက်ပေါ့လေအဲ့နည်း တကယ်တင်းနှဲလဲရောက်ရောက်ရောဝလို့ဘွားကြီးဆွဲပြီးရှင်းလာတာကဆရာကြီးကအဲကျွန်တော်တို့ဆိုရင်အဲ့လိုခင်ကိုဘယ်တော့မှအဲ့လိုအတက်မထိုင်ကြရအောင်ကျွန်တော်ကဒီចောင်းသားကောင်းဆောင်ကိုចောင်းသားကောင်းဆောင်ဆိုတော့ဗျာအဲသူများတဲ့ပူရိုက်ခင်သူများတစ်ချက်ကိုနှစ်ချက်ပဲအဲ့တော့ဟိုခေါင်းဆောင်ကိုလည်းဒီချောင်းဥချိုးရတာဟိုခေါင်းဆောင်ကိုယ်တိုင်ကမော်မော်ကြွကြွနဲ့အဲ့လို ဟိုဆရာကြီးဌာနဲ့ဖမ်းနေပြီးတော့စစ်တပ်ကမဖြစ်လာဘူးတော့ခေါင်းဆောင်အောင်ပဲတည့်ပြီးတော့ပဲဆိုင်ရလို့ဖြစ်တော့အဲ့ကအဲ့လိုကျွန်တော်တခါမှတင်တန်းကာလာတစ်ချောင်းလုံးကို proper town ထိုင်လို့မရခဲ့အဲ့တော့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီဒီဒီတစ်ခေါက်ကအဲ့လိုဖင်ရဲ့ဘယ်ဘက်အချမ်းကိုအသားပေးရဆိုလို့ဘယ်ဘက်အချမ်းကိုအသားပေးပြီးတော့အဲနည်းနည်းလေးဟန်ယူပြောင်းလဲရငါဘက်အချမ်းကိုအသားပေးရအဲ့လိုပြောင်းပြီးတော့အဲ့လိုဖင်ကိုတစ်လှည့်ကြီးခံရလို့ဖြစ်တယ် အဲ့တော့ကျွန်တော်ထိုင်ရင်ဒီလိုစောင်းပြီးတော့ထိုင်တယ်အဲ့လိုဘယ်ဘက်စောင်းပြီးထိုင်ရင်ထိုင်နောက်တစ်ခေါက်ကြာနောက်နေ့ကြာညဘက်စောင်းပြီးထိုင်အဲ့လိုမျိုးနေပဲကျွန်တော်ရှင်းခဲ့ရတော့တောက်လျှောက်ဒီဒီဒီတင်စစ်တင်တန်းသုံးလအတွင်းမှာဆိုရင်လုံးဝမနာကျွန်တော်ကအခုအခုတောင်ပြန်ဝလာတာပေါ့နော်ဆိုတော့အရင်အတိထက်လည်းဝတယ်ဒီနေ့ကလည်းလုံးဝမြောက်ကောင်းဖြစ်သွားတယ်ကျွန်တော်ဘိုက်ကလုံးဝမရှိတော့ဘူးအင်းလုံးဝတကယ်ဒီကိုယူစစ်ကြသွားတာအဲ့လောက်ကြီးကိုခက်ခဲကြမ်းတမ်းတယ်ပေါ့ဒါတွေလည်းကျွန်တော်တို့က အောင်မြင်အောင်လုပ်နိုင်ခဲ့ဇွဲမလျှော့ပဲねဗောနော်ဆိုတော့တင်တန်းတကယ်တက်တာစုစုပေါင်းနောက်ဆုံးပိတ်40နီးပါးလောက်ရှိခဲ့တာဗောနော်30ကျော်ကနေနောက်တစ်ထပ်ဝင်လာတယ်တင်တန်းသား40လောက်ရှိခဲ့တယ်ဒါပေမဲ့တင်တန်းကတကယ်တင်တန်းဆင်းလိုက်နိုင်ခဲ့တာက24ယောက်ပဲရှိပါတယ်24ယောက်ပဲရှိတယ်အဲ24ယောက်မှာမှာတင်တန်းဆင်း24ယောက်မှာမှာဒီတက်ကိုယနေ့အချိန်ထိဆက်လက်ဦးစီးဆောင်ရွက်နေတာက15ယောက်ပဲရှိတယ်